မင်္ဂလာပါရှင်ကျွန်မတီကာပါဒီနေ့ဖော်ပြပေးခြင်းတဲ့သတင်းအကြောင်းအရာကတော့တောင်တရုတ်ပင်လယ်ကမုံနိုင် function အကျွင်းကြံနဲ့ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်လာမဲ့အားကောင်းသောလေဖိအားနဲ့ရုံဝန်တို့ရဲ့တက်ရောက်မှုကြောင့်နောက်လာမယ့်9ရက်အောက်တိုဘာ20ကနေ26ရက်အတွင်းမှာတော့တရနိုင်တိုင်းမွန်ပြည်နယ်ရခိုင်ပြည်နယ်မှာတော့မိုးသင်းတဲ့ရွာသွန်းနိုင်ပြီးတော့တရနိုင်တိုင်းမှာ9ရက်အတွင်းမိုးရေချိန်ဟာ9တသမ1လက်မကနေ8တသမ9လက်မမွန်ပြည်နယ်မှာတော့9ရက်အတွင်းမိုးရေချိန်ကတော့6တသမ3လက်မကနေ ခုနှစ်တသမကိုလက်မှရခိုင်ပြည်နယ်မှာခုနှစ်ရက်အတွင်းမွေးကြီးဟာ9တသမတလမကနေခုနှစ်တသမတလမထိရွာသွန်းရရှိပါရယ်မကွေးတိုင်းနယ်နေပြည်တော်ဧရိယာအတွင်းခုနှစ်ရက်မွေးကြီးကတော့3တသမ6လမကနေ2တသမ8လမထိမိုးနှင်းငယ်ရွာသွန်းရရှိပါရယ်အချို့အပြင်အခုရက်ရက်တရက်ဘက်အတွင်းမှာတော့မုံတိုင်းနေပြည်အာနယ်ရံဝင်ရဲ့တက်ရောက်နိုင်မဲ့အခြေအနေမများနိုင်ပဲမိုးထစ်ကြုံရွာပြီးတော့ မိုးသည်ထန်နိုင်တဲ့ဧရိယာတွေရှိနိုင်ပေမဲ့အချိန်မကြာနိုင်မိုးရဲ့ချိန်များနိုင်မှာမဟုတ်ပါဘူး။နေရာကွက်ပြီးတော့ခိတခဏမိုးသည်ထန်နိုင်တဲ့အချိန်နေရုတ်တရက်နေပြင်းတိုက်ခတ်နိုင်တဲ့အချိန်တွေကိုတော့မပြတ်သတိထားစေချင်တယ်လို့လည်းဆိုပါရစေ။ ဆက်လက်ပြီးတော့လည်းရေသက်တပံမူလို့တာခံမှန်းချက်ကိုဖော်ပြပေးကြပါမယ်။ဒီတစ်ပတ်တွင်ဘင်္ဂလားပင်လယ်အခြေအနေကတော့ပြီးခဲ့တဲ့ရေသက်တပတ်တွင်ကနောက်တောင်မုတ်တုံလီဟာမြန်မာနိုင်ငံတောင်ပိုင်းတပြည်လုံးကနေအော်တိုဘာလ16ရက်မှာဆုတ်ခွာခဲ့ပါတယ်။ကပ်လီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်ရိုမှာတိုင်အသေးသေးကနေတည်ယူတတ်ပါတယ်။ဘင်္ဂလားပင်လယ်အရှေ့တောင်ပိုင်းမှာအော်တိုဘာလ22ရက်မှာလီဘီအာနဲ့ရောင်းတဲ့ကြိမ်ဖြစ်ပေါ်နိုင်ပြီးတော့ ုံမအကောင်းလာကမုံနိုင်ငယ်အဖြစ်ကိုရောက်ရှိပါမယ်မြန်မာနိုင်ငံဘက်ကိုရွေးရှားခြင်းမရှိဘူးလို့လည်းခံမှန်းရပါတယ်မိုးချင်တွေကတော့အခုရက်သက်တပတ် အတွင်းအရှိဘက်ကလာတဲ့လေပွေလိုင်းနဲ့မုံနိုင်ငယ်အရှင်ကြောင့်နေပြည်တော်ရန်ကုန်တိုင်းပဲခူးတိုင်းအေရီတိုင်းမန္တလေးတိုင်းတင်းတိုင်းတိုင်းရှမ်းပြည်နယ်တောင်ပိုင်းနဲ့မြောက်ပိုင်းချင်းပြည်နယ်နဲ့ကရနီပြည်နယ်မှာနေရာစိတ်စင်မိုးထချုံရွာသွန်းပြီးတော့စကိုင်းတိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်အရှိပိုင်းကရင်ပြည်နယ်နဲ့မွန်ပြည်နယ်မှာနေရာကျကျမိုးထချုံရွာသွန်းပါမယ်ရှင် ဆက်လက်ပြီးတော့လည်းဘင်္ဂလားပင်လယ်အခြေအနေကိုဖော်ပြပေးကြပါမယ်။2025ခုနှစ်အောက်တိုဘာ20ရက်နေ့ဒီနေ့မြန်မာစံတော်ချိန်မနက်9:00နာရီခွဲချိန်ထုတ်ပြန်ကြမှာတော့ဒီနေ့မြန်မာစံတော်ချိန်မနက်8:00နာရီခွဲချိန်တိုင်းထွားချက်တွေရာဘင်္ဂလားပင်လယ်ကိုအရှေ့တောင်ပိုင်းမှာ22ရက်စင်လာ2025မှာလေပြင်းအားနဲ့ရောင်းလို့ပရက်ရှာဧရိယာတက်ကိုဖြစ်ပေါ်နိုင်တယ်လို့ခန့်မှန်းရပါတယ်ရှင်။ ဆက်လက်ပြီးတော့လည်းအော်တိုဘာ20ရက်အတွင်းမလို့သာခမ်းမဲချုပ်ကိုဖော်ပြပေးကြပါမယ်။ဘင်္ဂလားပင်လယ်အခြေအနေကတော့ဘင်္ဂလားပင်လယ်မြောက်ပိုင်းမှာတိမ်နေခဲ့ဖြစ်ထွန်းပြီးတော့ကပ်ပလီပင်လယ်ပြင်နဲ့ကျန်ဘင်္ဂလားပင်လယ်အောက်မှာတိမ်အသစ်တွေကနေတိမ်ထွက်တာပါပဲ။ပင်လယ်ပြင်အခြေအနေကတော့တရဲနိုင်ကန်ရန်ရခိုင်ကန်ရန်မြို့ဝချုပ်ပေါ်ဒေသနဲ့မော်ဒမာကွေ့မှာတော့အရှိဘက်ကလေဟာတနအိကို10မိုင်ကနေ -20 ကန်တိုက်ခတ်နိုင်ပြီးတော့လှိုင်းနေငယ်ကနေလှိုင်းသင့်နေရှိပါတယ်။မိုးချင်နေကတော့စကိုင်းတိုင်းမန္တလေးတိုင်းမကွေးတိုင်းရန်ကုန်တိုင်းအရာတွေတိုင်းပဲခူးတိုင်းတရဲနိုင်တိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့တောင်ပိုင်းချင်းပြည်နယ်ရခိုင်ပြည်နယ် ရင်ပြည်နယ်၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်မှာနေရာဆဲဆင်မိုးထစ်ကြုံရွာသွန်းပြီးတော့ရှမ်းပြည်နယ်အစီပိုင်းမှာနေရာကျဲကျဲမိုးထစ်ကြုံရွာသွန်းပါမယ်။တနင်္ဂနွေလုံးမှာမိုးရွာသွန်းမှုတိတိတသာရုံနေပါမယ်။ဆက်လက်ပြီးတော့အောက်တိုဘာ22ရက်အတွက်မလို့သားခမန်းချက်ကိုဖော်ပြပေးကြပါမယ်။ဘင်္ဂလားပင်လယ်အခြေအနေကတော့ဘင်္ဂလားပင်လယ်မြောက်ပိုင်းမှာတိမ်နေငယ်ဖြစ်တော်ပြီးတော့ကပ်လီပင်လယ်ပြင်နဲ့ကြာဘင်္ဂလားပင်လယ်အော်မှာတိမ်အသစ်တွေကနေတည်ယူတတ်ပါတယ်။ပင်လယ်ပြင်အခြေအနေကတော့ ။တနင်္လာရီကင်မရာရခိုင်ကင်မရာမြို့ဝကျောပေါ်ဒေတာတွေနဲ့မိုးဒမကွေးပတ်မှာတော့အရှိဘက်ကနေဟာတနင်္လာရီကို7မိုင်ကနေ -10 ကတိုက်ခတ်ပြီးတော့လှိုင်းနေငယ်ကနေလှိုင်းတင်တဲ့ရှိပါတယ်။မိုးရှင်တွေကတော့မန္တလေးတိုင်းမကွေးတိုင်းရန်ကုန်တိုင်းအေရာတွေတိုင်းပဲခူးတိုင်းအနောက်ပိုင်းတနင်္လာရီတိုင်းရှမ်းပြည်နယ်မြောက်ပိုင်းနဲ့တောင်ပိုင်းချင်းပြည်နယ်ရခိုင်ပြည်နယ်နဲ့ကရီပြည်နယ်မှာတော့နေရာစိတ်စင်မိုးတက်ကြုံရွာသွန်းပြီးတော့စကိုင်းတိုင်းပဲခူးတိုင်းအရှိပိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်အရှိပိုင်းကရင်ပြည်နယ်မွန်ပြည်နယ်မှာတော့နေရာကွက်ကြောင်မိုးထစ်ကြုံရွာသွန်းပါပဲ။ တနိုင်ငံလုံးမှာမိုးရွာသွန်းမှုတိတိတသာရွံ့နေနိုင်ပါတယ်ရှင်။ဆက်လက်ပြီးတော့ပင်လယ်ပြင်ခရီးအတွက်မလို့သာခံမှန်းချက်ကိုဖော်ပြပေးကြပါမယ်။2025ခုနှစ်အောက်တိုဘာ20ရက်နေ့ဒီနေ့မနက်7:00နာရီခွဲချိန်ထုတ်ပြန်ကြမှာတော့ဘင်္ဂလားပင်လယ်အခြေအနေကတော့ကပလီပင်လယ်ပြင်မြောက်ပိုင်းဘင်္ဂလားပင်လယ်အရှေ့မြောက်ပိုင်းနဲ့အရှေ့လယ်ပိုင်းမှာတိမ်နေခဲ့ပြင်းထွန်းပြီးတော့ကပလီပင်လယ်ပြင်တောင်ပိုင်းကျန်ဘင်္ဂလားပင်လယ်အော်မှာတိမ်သေးတဲ့ကနေတိမ်ထွက်ပါတယ်။ထူးခြားတဲ့အခြေအနေကတော့ဒီနေ့မှစံတော်ချိန်9:00နာရီခွဲချိန်တိုင်းထွားချက်တွေရတောင်တိုးပင်လယ်ပြင်မှာဖြစ်ပေါ်နေတဲ့အပူပန်းမုန်တိုင်း function ကတော့ အနောက်မြောက်ဘက်ကိုရွေ့ရှားပြီးတော့နောက်24ရက်အတွင်းမှာအားကောင်းသောအပူပန်းမုန်တိုင်း function ဖြစ်ကိုရောက်ရှိနိုင်တယ်လို့ခန့်မှန်းရပါတယ်။ရန်ကုန်နဲ့တရင်းနိုင်ကရက်တက်ရှောက်ပေရပြေကီးတွယ်မှုလို့သာခန့်မှန်းချက်ကတော့ဒီနေ့မော်တယ်ကနေနောက်24ရက်အတွင်းမှာတော့မုန်နေရစိတ်စိန်မိုးတကြုံရွာသွန်ပါမယ်အမြင့်တာနေနဲ့ကတော့လေးမိုင်မိုးရစင်မှာတမိုင်ကန်နဲ့ရေပြင်းလေးပြင်းဟာအရှိတာမှုအရှိတာကိုတနအိုက်ကိုပင်လေမိုင်9မိုင်ကနေ10မိုင်တစ်ခါတည်းရန်မိုင်20ကနေ25မိုင်ရှိပါမယ် လိုင်းချင်တွေကတော့လိုင်းချင်လိုင်းနှဲငယ်ကနေလိုင်းအသစ်တည်းရှိပါတယ်။လိုင်းမြင့်ဟာ၄ဘီကနေ၆ဘီကရှိပါတယ်။ရောင်ကနေရခိုင်ကရန်တက်လျှောက်ပေးလေပြင်ခီးအတွက်မလို့သာခမ်းမန်းချက်ကတော့ဒီနေ့မွန်တင်ကနေနောက်24နာရီအတွင်းမှာတော့နေရာကွက်ကြမှုတစ်ကြုံရပါမယ်။အမြင့်တာနေနဲ့ကတော့လေမိုင်မွေရစင်မှာတမိုင်ကန်နဲ့ရေပြင်လေပြင်ဟာအရှိတာမှုအရှိမြောက်ကိုတနိုင်ကိုပင်လေမိုင်၅မိုင်ကနေစင်မိုင်တစ်ခါတရံမိုင်20ကနေ25မိုင်ရှိပါမယ်။လိုင်းချင်တွေဟာလိုင်းနှဲငယ်ကနေလိုင်းအသစ်တည်းရှိပါမယ်။လိုင်းမြင့်ဟာ၄ဘီကနေ၆ဘီကရှိပါမယ်ရှင်။ ဆက်လက်ပြီးတော့ထိုင်းနိုင်ငံနခွန်ရာချာစီမားမှာအင်ငားကအင်ရှင်ရဲ့အခန်းကိုအမိုက်ပုံလိုဖြွားထားတဲ့အကြောင်းဖော်ပြပေးကြပါရစေ။ထိုင်းနိုင်ငံနခွန်ရာချာစီမားပြည်နယ်မဲအန်ခရိုင်မှာရှိတဲ့ အင်ရတကူမှာကြောက်ရအောင်တဲ့ဖြစ်ပျက်တကူဖြစ်ပေါ်ခဲ့ပါတယ်။အသက်52နှစ်အရွယ်အမျိုးသမီးတဦးကတော့အိမ်တလုံးကိုတစ်နှစ်ခန့်ငှားရနေထိုင်ခဲ့ပြီးတဲ့နောက်အိမ်ကိုအလွန်ညစ်ပတ်ပျက်စီးနေတဲ့အခြေအနေနဲ့ထားခဲ့တာကြောင့်အိမ်ရှင်မောင်နှမက Facebook ပေါ်မှာဓာတ်ပုံနဲ့တကွာဝင်မြခဲ့တာဖြစ်ပါတယ်။ဒီဓာတ်ပုံထဲမှာတော့အိမ်တအိမ်လုံးပုံသိုးနေတဲ့အမိုက်တင်နဲ့ပြင်းထန်နေပြီးတော့မခံမရမ်းနိုင်အောင်နှမ်းစော်နေတဲ့အပြင်အခန်းတိုင်းမှာကိုယ့်ရဲ့မစင်တွေပြန်ကျင်းနေတာလည်းတွေ့ရပါတယ်။အိမ်ပိုင်ရှင်ဖြစ်တဲ့သူဟာအဲ့ဒီအိမ်ကအမျိုးသမီးကိုအစာပိုင်းမှာတတနာနာနဲ့တာဝန်ယူမှု ရှိတဲ့ပုံပေါက်နေတာကြောင့်အိမ်ကိုငှားရမ်းခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လည်းအိမ်ငါးကပေးတဲ့အခါမှာမကြကနနောက်ကျလေရှိခဲ့ပါတယ်။အော်တိုဘာ16ရက်မှာတော့အိမ်နီးချင်းတွေကအဲ့ဒီအမျိုးသမီးဟာသူ့ရဲ့ခွေးတွေနဲ့အိတ်တွေယူပြီးတော့နောက်ဆုံးလာရဲ့အိမ်လားကကိုမရှင်းပဲနဲ့ထွက်သွားပြီလို့အကြောင်းကြားခဲ့ပါတယ်။ဒီနောက်မှာတော့အင်ရှင်မောင်မားကအိမ်ကိုတွားရောက်စစ်ဆေးခဲ့ကြပါတယ်။ သူတို့တွေအိမ်ကိုရောက်သွားတဲ့အခါမှာတော့အိမ်ထဲကထွက်လာတဲ့အနှံဆိုးတွေကအရန်ကိုပြင်းထန်နေခဲ့ပါတယ်။အထဲမှာတော့မယုံနိုင်စရာကောင်းလောက်အောင်ရှိုးပွားနေပြီးတော့အမိုက်ပုံတွေဆွန့်ပစ်ထားတဲ့ပရိဘောကတွေနဲ့အခန်းတိုင်းမှာကိုယ့်ရဲ့မစင်တွေကိုတွေ့ရှိခဲ့ပါတယ်။ရေခဲတက်တာထဲမှာတော့ပုတ်သွနေတဲ့ကြက်ဥတွေနဲ့လောက်တွေတက်နေတဲ့နိုဘူးတွေရှိနေခဲ့ပြီးတော့တကားတွေကလည်းခွေးကြောင်ပျက်စီးနေခဲ့ပါတယ်။အိမ်ကားဟာသူနေထိုင်တဲ့တနေ့လုံးမှာအမိုက်တွေကိုလုံးဝမဆွန့်ပစ်ခဲ့တဲ့ပုံပေါက်နေပါတယ်။အရှင်မောင်မကအဲ့ဒီဓာတ်ပုံတွေကိုဆိုရှယ်မီဒီယာပေါ်တင်ခဲ့တာဖြစ်ပြီး ော့ဒါဟာတခြားအင်ရှင်တွေကိုဒီလိုမဖြစ်အောင်အိမ်ကိုမကြခဏစစ်ဆေးဖို့တတိပေးထားပါတယ်။အိမ်ပိုင်ရှင်ကတော့အဲ့ဒီအိမ်ကားကို yes ကမှာအမှုဖွင့်တိုင်ကြားသွားဖို့စီစဉ်နေပါတယ်ရှင်။ ဆက်လက်ပြီးတော့လည်းပိုလန်အမျိုးသမီးတပ်ဦးပြောင်းဆုံးနေတယ်လို့မိဘတွေကပြောကြပြီးတော့28နှစ်ကြာပြီးတဲ့နောက်နေအိမ်မှာတည်လို့နေပါအနေထားနဲ့ပြန်လည်တွေ့ရှိတဲ့ကြောင်းဖော်ပြပေးကြပါတယ်1998ခုနှစ်မှာတော့အသက်15နှစ်အရွယ်ပိုလန်နိုင်ငံသူတပ်ဦးကတော့ရုတ်တရက်ပြောင်းဆုံးသွားခဲ့တာမှာသူမရဲ့မိဘတွေကသမီးပြောက်တဲ့ကြောင်းအိနီနာချင်းတွေကိုပြောပြခဲ့ပါတယ်2025ခုနှစ်ဇူလိုင်လမှာတော့ဒီမျိုးသမီးကိုအခုအသက်42နှစ်အရွယ်မှာသူမရဲ့မိဘတွေနေထိုင်တဲ့နေအိမ်အတွင်းမှာပိန်ချုံးရဲ့တည်လို့နေပါအခြေအနေနဲ့ ြန်လည်တွေ့ရှိခဲ့တာပါ။သူမကလွန်ခဲ့တဲ့28နှစ်လုံးလုံးအဲ့ဒီအိမ်ထဲမှာနေထိုင်ခဲ့ပုံရပါတယ်။ပိုလန်တောင်ပိုင်းမြို့ကတိုက်ခန်းတခန်းမှာစူပမှုတစ်ခုကြောင့်ရဲတွေရောက်လာစဉ်မှာတင်းမျိုးသမီးကိုတွေ့ရှိခဲ့တာပါ။ရဲတွေကတကားခေါက်ရ အသက်82နှစ်အရွယ်မိခင်ဖြစ်သူကတကားဖွဲ့ပေးခဲ့ပြီးတော့ခင်မုန်းဖြစ်သူနဲ့ရံဖြစ်ခဲ့ကြောင်းပြောကြားခဲ့ပါတယ်။ဒီအချိန်မှာပျောက်ဆုံးနေတယ်လို့ယူဆရတဲ့အသက်52နှစ်အရွယ်သမီးဖြစ်သူမေယလာကတော့အခန်းအခန်းကနေထွက်လာပါတယ်။မေယလာကိုမေးမြန်းတဲ့အခါမှာတော့အားလုံးအဆင်ပြေတဲ့ကြောင်းအတိအပြုပြောကြားခဲ့ပေမဲ့ရဲတွေကသူမရဲ့ခြေထောက်တွေဟာရောင်ရမ်းနေပြီးတော့လှုပ်ရှားရခက်ခဲနေတာကိုသတိပြုမိတာကြောင့်လူနာတင်ရင်ခေါ်ယူခဲ့ပါတယ်။စေယောကိုတွားရောက်စဉ်မှာမေယလာကတော့အိမ်ထဲမှာအနှစ်20ကျော်ကြာတစ်ခါမှမထွက်ခဲ့ဘူးတဲ့ကြောင်း ထောက်ဖော်ပြောကြားခဲ့ပါတယ်။ဆောင်းနေကတော့ပိန်ချုံးနေတဲ့မိရဲ့လာဟာယောဂပုံဝင်ရောက်မှုကြောင့်ရပိုင်းအတွင်းသေဆုံးနိုင်တဲ့အခြေအနေမှာရှိနေကြောင်းဆုံးဖြတ်ခဲ့ပါတယ်။သူမဟာသွားဆရာဝန်စပယ်ညှက်ဆိုင်နေလို့ပဲမသွားခဲ့ပဲနဲ့ ။သွားနယ်စပင်းလေးကတော့ကျမ်းမာရေးကိုထိခိုက်စေလောက်တဲ့အခြေအနေရှိနေပါတယ်။သူမဟာမမိမျိုးမိမြတိုးတက်ပြောင်းလဲသွားတယ်ဆိုတာကိုတခါမှမမြင်ဘူးတဲ့အပြင်နိုင်ငံသားစစ်စီရေးကပ်ပြား ID ကပ်ကိုလည်းမရရှိခဲ့ပါဘူး။အင်းနနာချင်းတချို့ကတော့မေယေလာစတင်ပြောင်းဆုံးစဉ်မှာသူမရဲ့မွေးချင်းမိဘအစ်စ်တေထံပြန်လဲအနှံလိုက်ပြီလို့မိဘတွေကပြောပြခဲ့ကြောင်းဆိုပါတယ်။မေယေလာရဲ့မိဘတွေတောင်းဆိုချက်အရ သူမဟာ1998ခုနှစ်စက်တင်ဘာလမှာအထက်တန်းကျောင်းတက်ရောက်ပြီးတော့လေလကြမှာကျောင်းမှာထွက်ခွာခဲ့ရတဲ့အကြောင်းကျောင်းဟောင်းကပြောကြပါရတယ်။အိနီနာချင်းတွေကဒီတိုက်ခန်းမှာတက်ကြီးဝုံဇနီးမောင်နှံနှစ်ဦးသာနေထိုင်တယ်လို့ယူဆနေကြပါရတယ်။ပိုလန်ရဲတပ်ဖွဲ့ကတော့လက်ရှိစုံစမ်းစစ်ဆေးမှုတွေအရမီယလာဟာသူမရဲ့ဆန္ဒနဲ့ဆန့်ကျင်ပြီးတော့အချုပ်ခန်းထဲမှာချုံနောက်ခံခဲ့ရတဲ့အကြောင်း ရှင်းရှင်းလင်းလင်းမဖော်ပြနိုင်သေးတဲ့ကြောင့်အောက်တိုဘာ14ရက်နေ့မှာပြောကြားခဲ့ပါတယ်။ရဲတွေဟာဖြစ်နိုင်တဲ့စိတ်ပိုင်းဆိုင်ရာနဲ့ရုပ်ပိုင်းဆိုင်ရာအလွဲသုံးစားပြုမှုတွေကိုစုံစမ်းစစ်ဆေးနေဆဲဖြစ်ပါတယ်။ မီယလာကိုရိုင်ကလည်းသူမကိုချုံနောင်ထားခြင်းမဟုတ်တဲ့ကြောင်းညင်းဆိုခဲ့ပြီးတော့ကျမအပြစ်မထွက်တာကြပြီဘယ်တော့ကလည်းဆိုတာမမှတ်မိတော့ပါဘူးလို့ပြောကြခဲ့ပါတယ်။မီယလာကတော့ဆေးရုံမှာနှစ်လနေပါကုသမှုခံယူနေရပြီးတော့သူမရဲ့အိမ်နီးနားချင်းတွေကတော့သူမအတွက်ရန်ပုံငွေစတင်ရှာဖွေပေးခဲ့ပြီးတဲ့နောက်ဒီအမှုမှာလူများရဲ့အာယုံဆိုင်မှုကိုရရှိလာခဲ့ပါတယ်ရှင်။